အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တစ်ချိန်လုံးကရန်ကုန်မှာအချောင်းအလှကျန်းနေဆိုပြီးတော့အတော်လေးနဲ့မြကြီးခဲ့တဲ့ခြေကလိန်မတရေအကြောင်းကိုပြပြပေးသွားမှာပါတကယ်တော့ခြေကလိန်မတရေဆိုတာကရုံတန်းစကားတွေပဲမဟုတ်ပါဘူးတကယ်အဖြစ်အပျက်အချောက်ခံရတဲ့အကြောင်းရင်းတွေရှိပါတယ် အင်္ဂလိပ်တွေအုပ်ချုပ်စဉ်အခါကတောင်သူလယ်သမားတွေအတွက်ငွေကြေးထုတ်ချီးဖို့ဆိုပြီးတော့အိန္ဒိယကနေအမျက်ကြီးစားတဲ့ချစ်တီကလာတွေကိုမြန်မာပြည်ထဲကိုခေါ်သွင်းခဲ့ပါတယ်။ချစ်ကလေးမကချစ်တီကလာတဦးရဲ့သမီးဖြစ်ပြီးတော့သူမရဲ့နာမည်ကတော့ကာကာလို့ခေါ်ပါတယ်။ပြီးတော့သူမမှာမွေးရပါခြေထောက်မတန်ဆွမ်းတဲ့ယောဂတစ်ခုလည်းပါနေခဲ့ပါတယ်။သူမရဲ့အဖေကချစ်တီကလာတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အရက်တွေကလူတွေက သူမကိုဖယ်ချင်ထားကြပြီးသူမရဲ့အဖေကအမျက်ကြီးစားချောင်းတွေစိုးချောင်းတွေကိုသူမမကြားချောင်းအောင်လို့အပုတ်ချခဲ့တပါတယ်။တနေ့မှာတော့မေကာကာကသူ့ရဲ့အဖေနဲ့အတူအကျွေးတောင်းပြီးတော့အပြန်မှာအင်္ဂလိပ်ကိုတော်လန်နေတဲ့တော်လန်ရေးတသားတွေရဲ့တပြက်တာကိုခံခဲ့ရပါတယ်။အဒီကနေမှမကြုံမလို့ဖြစ်ပြီးတော့ခြေထောက်မတန်နဲ့ချစ်ကလေးမတည်းရဲ့ဆိုပြီးတော့ဖြစ်လာတာပါ။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့အချိန်တုန်းကစစ်ပီးကစားလည်းဖြစ်တဲ့အတွက်ကြောင့်မလို့လူအများစုကဝိုင်းရေးအတွက်ရရအလုပ်ကိုဝင်လုပ်ခဲ့ကြပြီးတော့အဒီကိအခါတုန်းကဆိုရင်ရန်ကုန်ဆိုတာကလည်းမြို့ပြတသားပဲရှိသေးတာပါရှမ်းကုန်းမှာတစ်ချိန်တုန်းကဈေးဟောင်းပြတဲ့ကလေး၅ဈေးကငါးတွေကမနက်စောစောနှစ်နာရီလောက်ဝင်တက်လေးရှိပါတယ်။ရောက်လာတဲ့ငါးတွေကိုဈေးတီးတီးကငစင်းတွေကလာယူကြပြီးတော့ တနေ့မှာတော့ငစိမ့်တယ်မှာတယောက်ကသူမရဲ့ငါးတောင်ကြီးပြောက်သွားတဲ့အတွက်ကြောင့်မလို့လှဲ့ချီမှာလက်အရှင်မဲမဲကြီးနဲ့နှိုက်စားအနေနဲ့တရေမားနဲ့ဂျုံပြီးတော့ပြေးလာခဲ့ရပါတယ်။ပြန်ပြောစကားအရာကတော့လက်မှလည်းကလမလိုလက်ကောက်တွေအများကြီးဝတ်ထားတယ်လို့ဆိုပါတယ်။ဒီလိုနဲ့ပဲခြောက်လန့်မှုတွေကရက်မသွားပါဘူး။နောက်ထပ်စိုက်ကသမားတွေကြုံတွေ့ရခဲ့တာကတော့ချီလိန်နေတဲ့ကလမလေးကစိုက်ကတားဆီးတဲ့အတွက်ကြောင့်မလို့တင်လာရာကနေ ကလေးငါးဆင်းသားကညောင်ပေခွေးအရောက်မှာစိုက်ကောပေါ်ကနေပျောက်သွားတာမျိုးတွေလည်းကြုံတွေ့ခဲ့ရပါတယ်။ဒီလိုမျိုးပြန့်နှံ့လာတဲ့ကောလာဟလတွေတစ်ခုပြီးတစ်ခုကြောင့်ရန်ကုန်မြို့မှာစစ်ပီးကာဆာကချစ်ကလေးမတရေကနမဲကြီးလာခဲ့ပါတယ်။ဒီတရေမှာကြောင့်ကလေးငါးဆင်းကလည်းနမဲပြတ်သွားပြီးတော့မကျေနပ်တဲ့လူတစုကလည်းရှိခဲ့ပါတယ်။အဲ့ဒီထဲကမှတငယ်ချင်းနှစ်ယောက်လည်းပါဝင်ပြီးတနေ့မှာတော့သူတို့ထဲကတယောက်ကချစ်ကလေးမနဲ့တွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ။တနေ့မှာတော့ဈေးမှာငားတဲ့အစောကြီးရောက်နေတဲ့အတွက်ကြောင့်မို့လို့တငယ်ချင်းနှစ်ယောက်ထဲကတယောက်ကမနှက်စောစောငားသွားတည်ရပါတယ်။ကလေးငားစည်းလမ်းကြားအထွက်အကိုအကိုဆိုပြီးတော့ကလားအတန်ဝဲဝဲလေးကိုကြားခဲ့ရပါတယ်။ဒါနဲ့သူလှည့်ကြည့်လိုက်တဲ့အခါမှာမဲမဲပူပူတေးသေးနဲ့မျက်နှာတော့မမြင်ခဲ့ရပါဘူး။အဲဒါနဲ့ပဲသူလည်းဗကိစ္စနဲ့အမီနာလိုမေးလိုက်တော့အိမ်မှာဟင်းစားမရှိတဲ့အတွက်ကြောင့်မို့လို့ငါးတစ်ခါလောက်လိုချင်လို့ပါဆိုပြီးတော့ပြောခဲ့ပါဗါး။ ဒါနဲ့ပဲသူလည်းယူယူဆိုပြီးတော့ခွင့်ပြုလိုက်တဲ့အခါမှာအဒီကလမလေးကသူရှိမှပဲ၅စိမ့်တကောင်ကိုစားပြလိုက်ပါတယ်။သူလည်းအဲ့ဒီအချိန်ကြမှာပဲသူကိုယ်နဲ့ကြုံတွေ့နေရတာကစိကလိမ်မတရေမဆိုပြီးတော့ထွက်ပြေးခဲ့တာပါ။ဒီလိုနဲ့တနေ့မှာတော့နောက်ထပ်တံခါးချင်းတယောက်ကလေစိတ်ကိုစောစောဆင်းနေတော့မနဲ့အစောကြီးဖုန်ကြီးတစ်ပါးနဲ့ကြုံတွေ့ခဲ့ရပါတယ် ဘုန်းကြီးကသူ့ကိုစိတ်ကလေးမတရေကိုတိလာလို့မေးလိုက်တဲ့အချိန်မှာအစပိုင်းမှာတော့သူလည်းခဏတာမေ့သက်သွားပြီးနောက်မှအတိပြန်ဝင်ကတိပါတယ်ဖရာလို့ပြောခဲ့ပါတယ်ဘုန်းကြီးလည်းသူလာတာကစိတ်ကလေးမတရေစီလာတာဖြစ်ပြီးတော့သူမစီကို ခေါ်သွားပေးဖို့အတွက်ပြောလိုက်ပါတယ်ဒီလိုနဲ့သူလည်းစိကလေးမပျောက်သွားတဲ့ကလေး၅စင်းကညောင်ပင်ကြီးစီကိုခေါ်လာပေးခဲ့လိုက်ပါတယ်။ညောင်ပင်အောင်မှာဖုန်ကြီးကဂါရာတပုတ်ကိုယူနေတဲ့အချိန်ညောင်ပင်ပေါ်ကနေတရားရောက်ခုန်ချလာခဲ့ပါတယ်။ ဖုန်ကြီးကသူနဲ့အတူပါလာတဲ့ပလင်းကိုဖွင့်လိုက်ပြီးတော့တိမ်ဝင်ပရီးနဲ့ပေါက်ကဖန်းစီချုံအောင်လိုက်ပါတယ်။အဲ့ဒီချိန်ကစပြီးတော့ချစ်ကလေးမနဲ့ပတ်သက်ပြီးတော့အချောက်လန့်တွေကမကြားတော့တလို့လူရှုပ်သူတွေကြတော့လေဒီနေ့တိုင်ဒီချစ်ကလေးမရဲ့ချောက်လန့်မှုတွေကိုကြုံတွေ့ရတယ်လို့ပြောကြပါတယ်။သူမကိုဘယ်နေရာတွေမှာအတွေ့များလဲဆိုရင်တော့တော်လန်တွေ အိမ်သားတွေနဲ့ဈေးတွေမှာတွေ့ရတပါတယ်နားထောင်တဲ့သူတွေထဲမှာလည်းခြေကလေးမနဲ့ပတ်သက်ပြီးတော့တွေ့ကြုံရတဲ့အတွေ့အကြုံတွေဒါမှမဟုတ်ရင်လည်းခြေကလေးမနဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အဆောင်အရာလေးတွေရှိရင်လည်း comment မှာပြောပြပေးလို့ရပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာတွေ့ကြမယ်နော်